ခိုင်းတိုင်းထီချမ်းမြို့နယ်ကွင်းကြီးလမ်းဆောင်ကိုအာသိန်းစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်းထီချမ်း Revolution TR ကမတ်လ9ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။မတ်လ10ရက်နေ့ညနေ9:00ခွဲခန့်မှာအာသိန်းစစ်ကောင်စီကထီချမ်းမြို့နယ်ရှိကွင်းကြီးလမ်းဆောင်ကို Jet Fighter အုံမြူကဝုံးဒီနှလုံးကျဲချခဲ့တာဖြစ်ပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်ဤသူနေ9လုံးပျက်စီးခဲ့ပြီးကျွဲ3កောင်တေဆုံးခဲ့တဲ့အပြင်အသက်40ရွယ်မြို့သားတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ပါတယ်။ဒါ့အပြင်၁၃စီဆိုင်တဆိုင်မီးလောင်ပျက်စီးခဲ့တယ်လို့ TJ Revolution တီယာက Rapid Cross တင်နာကိုကြေကြားခဲ့ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ၁ရက်နေ့မှာလည်းအနာသိန်းစစ်ကောင်စီက TJ မြို့နယ်ရှိတုံလုံးကျေးရွာကိုလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်အသက်၁၇နှစ်အရွယ်ကလေးငယ်တဦးထိခိုက်ဒဏ်ရာများရရှိခဲ့ပြီးအသက်၁၀နှစ်အရွယ်ကလေးငယ်တဦးအသက်ဆုံးရှုံးခဲ့ရပါတယ်။နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရဲ့အသင်း ABB ရဲ့ထုတ်ပြန်ချက်အရပြီးခဲ့တဲ့ဖေဖော်ဝါရီလ၁ရက်၂၀၂၁ခုနှစ်ဆီယနာသိမ်းမှုစတင်ချိန်မှာ မတ်လ9ရက်2025ခုနှစ်အထိစစ်ကောင်စီနဲ့လက်အောက်ခံတွေရဲ့အကြမ်းဖက်မှုများကြောင့်တည်ဆုံးခဲ့တဲ့ဒီမိုကရေစီရေးလှုပ်ရှားသူများနဲ့ပြည်သူစုစုပေါင်းဟာ6389ဦးရှိခဲ့ပြီဖြစ်ကြောင်းသိရပါတယ်